ားလုံးမင်္ဂလာပါရှင်ဒီနေ့တင်ဆက်ပေးခြင်းတဲ့အချက်ဝတ္ထုတွေကတော့တက္ကသိုလ်ကမက်ခေလွန်းဆိုတဲ့အချက်ဝတ္ထုတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်နေစဉ်ဇာတ်လမ်းအစ်တေကိုတင်ဆက်ပေးမှာဖြစ်လို့ channel လေးကို like and subscribe လေးလုပ်ထားပြီးဘေးကခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးဖို့တောင်းဆိုပါတယ်ကဲဒါဆိုရင်ဇာတ်လမ်းလေးကိုစလိုက်ကြရအောင်ရှင်မောင်မင်းစဉ်းစားကြည့်လေမေမေတို့နေရာကနေတို့မှာတမီလေးတယောက်ပဲရှိတာသမတ်တော်အမေတို့ဟာဆယ်ရက်နောက်မှမအောင်သေးဘူးဆိုရင် ခင်ကားကဘသူပန်းမှလိုက်ပြောတာမဟုတ်ဘူးနော်မင်္ဂလာဆောင်ဖိတ်စာမှာတမန်လောင်းရဲ့နာမည်နောက်ကဘွဲတစ်ခုခုတော့အ ਨੇ ဆုံးရှိစေချင်တာပေါ့ကျွန်တော်သဘောပေါက်သည်ခင်လွိုင်းရီစကားသည်တရားပါသည် သို့တော်စူးစားပါလျက်နည်းလက်ကျင်းကြကအပြင်ပြေចောင်းတာဖြစ်ရတော့ကျွန်တော်ဖို့မှာ အမောကြီးမောရလေသည်ဇာမေးဘွဲသည်ကျွန်တော်ကိုအစင်ချောင်းလန့်နေတတ်သည် ဖြေကောင်းကောင်းနဲ့တဲကြီးမဲကြီးဖြေ၍တပုတ်ကြံကတဝက်ကြံကဲ့ ရှိပူသည် တွက်မရသောအပုတ်ကိုလည်းခြံတလဲလဲတွက်နေ၍ခြံခင်သောပုတ်စာလည်းရှိပူသည်ဖြေးချင်းပုတ်စာနှင့်ကျွန်တော်ရိယာစန္နာတို့သည်တခါတလေတွင်အဲအဆဆမရှိတတ်ပါဒီနေ့အောင်နာရောင်မှ နောက်၄၅နှစ်လောက်နေမှလက်ထက်ခွင့်ရမှာပါလားခင်လွန့်ရဲ့စိတ်မရှိနိုင်မှခင်လွန့်ရှိမိသည်ခင်လွန့်တက္ကသိုလ်အားစောင့်နေတာနှစ်နှစ်ရှိပြီပဲမောင် ီနှစ်တော့မောက်အောင်ပါပါတနည်းဆိုတာခဏလေးပါဘဝနဲ့စာရင်ပေါ့သူတွက်ပြတော့အခါအာတက်တလူလူတော့ဖြစ်လာသည်ခင်လန်းအတွက်စူးစမ်းရတယ်ဆိုတာမောင်မိတာအောင်လာရင်မောင်မိနဲ့ဖေးကသိတ်ဝမ်းတာမှာသားတယောက်သမီးတယောက်ပဲရှိကြတာဆိုတော့မောင်တို့မောင်နှမတို့တော်တော်ကပြောင်းလဲဆက်သိတ်ထားကြတာမဟုတ်လားခင်လန်းကစကားတက်တဲ့ပြင် ဟုတ်ပါပြီကြီးပလာကျွန်တော်မှပြောစရာရှိတော့သည်အကြောင်းချက်တွေရဟုံမန်စီရီယိုနေမှလေဖြစ်မီကျွန်တော်အဲရှုံလိုက်သည် စာကြည့်ခြင်းကိုပို့၍ပေးလိုက်သည်ကျူရှင်ကျောင်းတွင်စာသင်ခြင်းတွင်ဘာသာရေးတွင်အားလုံးရောနေသဖြင့်နိုင်ငံတွင်ဆိုင်ရွက်ကကမှတ်သားထားရသည်စာမွေးဖြေကနေသောခင်လွမ်းသည်ကျွန်တော်၏မှတ်စု အားလုံးကိုစစ်ဆေးပေးသည် အရေးကြီးနိုင်သောပုံစံမျိုးတွေရှာပြီးစုဆောင်ပေးသည်။ပြင်ပမှတ်စုတွေရှာဖွေဝယ်ပေးသည်။ကျွန်တော်ကိုအစမ်းဖြေခိုင်းသည်။နှုတ်တက်ရအောင်လဲချက်ခိုင်းသည်။စာမွေဖြေပြီးချိန်တွင်ကျွန်တော်ကိုလည်းချိန်တွင်ဆက်ရှိပောင်းရော့လျက်ရှိသည်။ကောလိပ်ကျောင်းသားဘဝသည် အထက်တန်းကျောင်းသားဘဝနှင့်မနှိုင်းသာပျော်ရွှင်ပွဲကောင်းလာသည်။အထက်တန်းကျောင်းသည်မြို့ရဲကကျောင်းတစ်ကျောင်းမြို့လျာကျောင်းဝင်းအတွင်၌ဘာမှထူးခြားမှုမရှိ။ ကျောင်းသွားရလမ်းတစ်လျှောက်မှာတမျိုးရဲနေကြသောမျက်နှာတွေအမြင်စမ်းခြင်းမရှိခဲ့သောနေရာဝန်းကျင်တွေကျောင်းဆောက်အုံကိုဆယ်နှစ်ကျော်မြင်းတွေ့ခဲ့ရသောဒေတာကောလိပ်တို့ရောက်လာသောအခါဝါလုံးနဲ့ကျောင်းစာတက်ခဲ့စဉ်ကကဲ့သို့အာတသိင်ဖြစ်နေသည်အဲ့သောအဲလာရောက်ခဲ့စဉ်ကကိုနှစ်မဆိုင်သေးသော အရက်ဌာနတယောက်ခွင့်ရ၍တယောက်ရသော တက္ကသိုလ်ကျောင်းသားကြီးဘဝအစတွင်အစာအုံဟူသည်မြကိုဆိုင်သည်ဟုအောက်မေတော်သည် အထက်တန်းမှတံတန်းနဲ့တက်ခဲ့သူเจ้าနေပိုင်များကနှစ်နှစ်စောက ရောက်နေတော့ကြောင်းဒေတာကော်လိပ်တွင်သူတို့မရှိတော့သူတို့ရှိရာခင်းလွှမ်းရှိရာတက်ကတော်တို့ အလေသွားရပြန်သည် တက်ကတော်ဤအဟန်ကြောင့်လိပ်ပြလန်းတကယ်တို့မခံစားရတော့မဘယ်နဲ့လဲလက်ဖက်ရည်ဆိုင်ထိုင်ပြီးမှခင်းလွှမ်းကမေးသည်ဘာအောင်မေးတာလဲခင်းလွှမ်းအော်ဆယ်တန်းအောင်လာတာကိုမေးတာ ပြောပါရယ်ထမင်းတော်ပို့မွေးထဲတယ်ပါသည်ဟုခင်းလွန်းကပြောသည် မဟုတ်ပါဘူးဟုကျွန်တော်ကပြောသည်ရေမောရွှေနောက်ကနေတဲ့တော်တလေးကို သူ့အတွက်ကြောင့်လေးဖြစ်သည် အမတ်မဲ့ပင် သူ့ဖြစ်သွားသည်အိုးတို့တတော်တို့လည်းပျော်မှာပဲနော်ပျော်ပါရယ်အမေခါကြိုက်တာတော့ခိုင်းလို့ဈေးလူပေးနေရတော့မယ်စာရီဖိကြခိုင် ကြက်ခိုင်းလုံးတို့ခင်လွှဲအောင်မောင်စိတ်မကြည်လင်ဘူးထင်တယ်။ကြည်လင်ပါတယ်။အစ်စ်ဆိုတာပညာရေးတွေဖွဲ့တွေမပိုင်။စားမပါတယ်လို့ပေါ့ရှူရှိုးဆိုတာဟုတ်တယ်။ခင်လွှဲ၌အပြုံးလျော်သွားသည်။စေတနာနဲ့တိုက်တွန်းခဲ့တာပါမောင်ရဲ့။သိပါတယ်။မောလုံးမကမောလုံးနေလို့ယေရှုစကားမပြောရသေးတာပါ။ကျွန်တော်ကိုခင်လွှဲသည်ဆူဆူဆိုင်ဆိုင်ကြည်နေသည် ပညာသည်စိတ်ချမ်းမြေ့မှုကိုပေးသည်ဟုသောစကားကမှန်သည်ကျွန်တော်ပင်မတက္ကသိုလ်တို့ရောက်ချိန်တွင်ခင်လွမ်းသည်တရုတ်ပြဆရာမှဖြစ်နေသည်ကျွန်တော်ဝိဇာကျောင်းသားဖြစ်နေသည်ကကံကောင်းသည် သူယူသောဘာသာရပ်ကိုသာယူခဲ့ပါကတုတ်တပေဖြစ်သွားနိုင်သေးသည်ပညာကိုအကြောင်းပြုကကျောင်းပရိဝတ်တွင်တုံ့နှင့်ကျွန်တော်အတူတူရှိနေခွင့်ရကြသည်ဒီနေ့နှစ်ဝက်ရေရှင်းနှစ်တစ်နှစ်ရေ ဒါပဲကျွန်တော်ဒါအတူတူနေခွင့်ရခြင်းပြီကျွန်တော်တောင်းဆိုတဲ့သည်တက္ကသိုလ်ကျောင်းသားဘုရားမတိုင်မီကလို့မဟုတ်မလဲကိုရိုင်းသည်သည်ကိုကိုကိုအားကိုသောယုံကြည်သောခွန်အားရှိသောအတန်ကျွန်တော်ပြောတာပြောရသည်ခင်လွန်ထမ်းမှလက်ရောမီမဟုတ်မှန်းတွေးပြီးသားပါဘာမှမမလို့တော့တာမိုင်းတစ်ထောင်ဆွဲနဲ့ရှောက်လာပြီးမှ၄၅၀မိုင်လောက်ကိုလောနေရသေးသလားမောင်ရဲ့ နေရေးထိုင်ရေးဆိုတဲ့6လလောက်ကအဲ့ဒီစကားကိုမောင်းစိတ်တည်းဆွဲထားပါတယ်ခင်လွန်းခင်လွန်းဒီဝါချင်းနဲ့ရှိပတ်စံအိတ်ကိုယူသည် ဖွဲ့လိုက်ပြီးနောက်လက်ကင်ပွားဖြင့်နှစ်ဖူးဆန်စားနာဒီပြားတော့ကချွေးလိုကိုတို့လိုက်သည်ခဏနေမှာနေရေးထိုင်ရေးဆိုတာမပြောမဖြစ်လို့ပြောရလေလက်ထပ်ပြီးနေရေးထိုင်ရအရေးကြီးတယ်လေနှစ်ဖက်မိဘအိမ်မှာနေရတာမကောင်းပါဘူးတီတန်အိမ်ရှိရော ။တချမ်းတဲ့နေရာရင်ပဲစိတ်ချင်းချက်တယ်။ကိုချမ်းကိုဝင်းနဲ့နေရတာပဲကောင်းတယ်။ငါနေပြန်တော့အင်းရှင်ဖဲခိုင်းရင်ဟိုပြေးဒီလွာနေစရာရှာတာနဲ့ပဝင်းရှင်ကောင်းကိုရမှရပါမှာ။နာအေးပြီးစိတ်မအေးရစိတ်အေးပြီးနားမအေးရအေကောင်းစားကောင်းလာတဲ့အခါမျက်နာမအေးရရင်မကောင်းမြန်ဘူး။အကျိုးတင်အကြောင်းတင် ရှိပါပြီဟု စိတ်ထဲကထောက်ခံသည်။ကြောင်းနှစ်ဝခရီးတွင် ကျွန်တော်ဒီចောင်းသားတစ်ပိုင်းកုံတဲ့တစ်ပိုင်းဖြစ်လာသည်အမေတို့ထမငွေပင်ငွေရင်းကိုခဏယူပြီးပစ္စည်းဝယ်ရောင်းလုပ်ငန်းကိုစမ်းကြည့်သည်ကုသိုလ်ကံကောင်းမှုရသည်တင်းမောကြပစ္စည်းတွေကိုកောက်ပြီးတော့ရောင်းနိုင်ကျွန်တော်မြက်သည်လုပ်ငန်းကိုနားလေလူပေါင်းသူပေါင်းဆက်လာသည်နေမြမော်တော်ဆိုင်ကဝယ်ရောင်းကိုသာမကကားအထီတက်ကိုင်းသည်ကျွန်တော်ကိုကားထည့်လဲစီသည်ယာယီနံပါတ်တစည်းပြီးတစည်းစီသည်ဟု ထင်ကောင်းထင်စားမည် စင်စစ်ကတော့ရောင်းစရာပစ္စည်းကို ကိုနှစ်မကွာထားကစားသိရင်အယောင်းဝယ်ပြူရသည်ဆက်သုံးလာအတွင်းတို့ရောက်တော့ခါမြေခွက်တကောက်ကိုခွင်းလန်းတွေအတူဝဲကကျွန်တော်ရှာဖွေပြီးဝန်ခံခဲ့သည် နောက်နှစ်လအတွင်းအဆောက်အုံအုံမြင့်ချကတဖြည်းဖြည်းစတင်ဆောက်ခဲ့သည်နောက်ဆုံးနေ့စောင်းမွဲဖြေကနီးတလာတွင်ခင်မီတထက်တိုက်ပြားလေးပြီးသွားပြီနှစ်ယောက်တူတူနေရပြီမဲ့ အင်ယုံတော့ခတ်ပြီးတော့အဆောင်နေထားတာအတော်တဘာမှမကြတာပဲမကျေနပ်တန်းဟုခင်လွန်းသည်သည်မောင်ရိုးရိုးအောင်ခင်ရင်တော့ဟုတ်တာပေါ့အခုဘွဲ့လုံးတက်ခွင့်ရပြီပင်ဆက်တက်အမှာပေါ့အဲ့ဒီဘွဲ့လက်မှတ်စာရွက်ကလေးတယ်ထင်ခင်လွန်းကောင်းမော်တင်ထားရွက်ပေးထားပါမယ်ဥရောအနေနဲ့လဲစဉ်းစားလေအင်မတန်းမှပညာထုံးပေါက်စေခြင်းနဲ့တာအိုဘွဲ့လုံးဆက်တက်စေခြင်းတာပေါ့ ိမ်အောင်ကြသွားလို့ပညာရေးခရီးဖြောင်ပြူပါလျင်နဲ့ဖတ်တွယ်တယ်ဆိုရင်ဘယ်စိတ်ကောင်းနိုင်မှလဲမောင်ရေဟုတ်တော့မှန်တော့ညာလေးမကြည်နဲ့ချေမှာခင်လွန်းမောင်ကိုတိုက်တွန်းခဲ့သမျှတွေထဲမှာအမရေလို့တခုတလေပါခဲ့ဘူးသလားမောင်သူမေးသည်ကျွန်တော်ခေါင်းခါလိုက်သည်ဒါတော့ဒါပေါ်ခင်လွန်းရေမောင်ခင်လွန်းပြတ်သမျှလိုက်လုံနေရတာစိတ်ထဲမှာစုံနေနေကြီးဖြစ်နေတယ်မဟုတ်လား မဖြစ်ရနေခြင်းအပြင်ဖြောင်းဆိုလိုက်သည်ဘဝကိုစနစ်မချပဏ္ဏမရိုက်ပုံစံမချလို့မှမရတာမောင်ရင်ခင်လွမ်းသည်ဆီယမဖြစ်လာသည်မှစ၍အပြောအဆိုအယူအဆတွေနဲ့ရှင်းနေမတူပုံသေးတွက်နည်းတွေအမျိုးအစားတွေသိပ္ပံနေကြပြင်ဆင်မှုတွေဖြင့်ဘဝကိုပုံသွင်းနေသည်ဟုကျွန်တော်သတိပြုမိသည်ခုရောဘာတွေလူသေးတော်လူလဲတို့တားရဲ့နာမည်နောက်မှာ အင်္ဂလိပ်စလုံးအကြီးကြီးနှလုံးထည့်ရလိုက်လို့ရပြီ။နေစရာတိုက်တွေတလုံးလည်းရှိပြီ။ဘာကြံသေးတယ်လဲ။မဟုတ်ဘူးလေမ။ဘွဲလုံးကထားတော့နှစ်နှစ်။မောင်ကညံကောင်းပြီးသားပညာတော်ပြီးသား။ကျမ်းပြူရာတစ်နှစ်တစ်နှစ်ခွဲပြီ။အဲ့မှာပြီးမှသေးကြရည်လီ။နောက်နှစ်နှစ်နေလက်ထပ်မယ်လီ။နောက်နှစ်နေဆိုတာလူပြာပြက်ကနေနဲ့လား။နတ်ပြာပြက်ကနေနဲ့လား။သူရင်တော့ဒီ ကျွန်တော်ပခုံးချင်းဆက်သည် ရေမွေးနဲ့သည်မုံငွေမိုးနှံတွေတဲ့သည်ရောနှောကတင်းပြန်နေတော်သည်ခုနေတော့ခင်လန်းကိုမောင်ကကျေးဇူးတင်ဦးမှာမဟုတ်ဘူးအသက်ဆိုင်ရတို့ပလင်းခွက်ရတို့တန်တိုတန်ဆာရတို့တိုင်တဲ့ရာပြည့်နှစ်စာမှာလက်ထရင်နဲ့ကျေးဇူးတင်စကားပြောရမယ်အဲ့ဒီလိုမျှော်လင့်လာပါပြီဘောဟာပထဝီမြေကြီးလိုခိုင်မာမှာစိတ်အေးရမှာနော်ပထဝီမြေကြီးလိုလည်းပဲ ။တမိုင်းမြေကြီးမြမစာတင်ချစိတ်ပညာမြေကြီးလို့ခိုင်းရော။ကျွန်တော်အတော်ဖွဲ့သည်မော်လုံးတော်စိတ်သည်တောစီယာရင်းစရာရှာနိုင်ပါမှတတသည်ဟုထင်သည်။အချစ်ဆိုတာကို မောင်းနားလေပါလေ။ခေလွဲရင်စာရီထဲမှာပါသားပင်အချစ်ဆိုတာအိမ်တော်ကြီးခရီးလမ်းမှာကိုသွားရလမ်းလေတဲ့။မောင်းနားရီဝါမျက်လုံးရီဝါနေပါပြီ။မောင်ကဒီစကားကိုသဘောပတူဘူးလား။ မာဏပြင်ဆင်ရတာတွေကြောင့်ချစ်သူဘဝတာယာချမ်းမြေမှုဆိုတာဘာမှမသိတော့တော့အမှန်ပဲခင်လို့ရည်ဇနီးကိုချစ်တဲ့ချစ်ခင်မို့ကိုချစ်တဲ့ချစ်ကချစ်သူလို့ချစ်တဲ့အချစ်တဲ့ပိုလဲအေးချမ်းပါတယ်လေးနဲ့မြင်းမြန်ပါတယ်မောင်ရည်ကျွန်တော်ထက်ဇကလုံးတွေကို နိုင်နေသူသူ့စကားတို့ဒီမဆားရလျက်ဝါကမန်ဖြစ်စေသည်အနာဂတ်ကိုအလှပါဆုံးစီးချေပုံတော့အပြောတွေကြောင့် ဘဂရီဘဝအခြေအနေကိုကျင့်နေရလေသည်ဘဝသည်အာမခံချက်ပြည့်စုံမှသာအတိတ်ပဲရှိနိုင်သည်ဟုခင်လွန်းပြောသည်ဒါကူညီရန်အကြောင်းမရှိပါတို့တော့ပုံစံကွက်ထဲတွင်ဒေါ်လာကပုံဖော်သောခင်လွန်း၏နှုတ်မှထွက်ခဲ့သောစကားတွေကိုကျွန်တော်တတိယသည်ချင်းမြတ်နိုးကြီးတွဲတာဆုံမှတ်ခြင်းစကားတို့နှင့်အတူယူရခြင်းတို့သည်ခင်လွန်းတွင် နေပါလုံသည်ဟုထင်သည်ပြောဖို့လည်းခက်သည် တို့တော့ချစ်သူသားဆိုရတယ်ရုပ်ရှင်အတူသွားပွဲလဲသဖြင့်အတူသွားအေးစေးတည်တဲ့နေရာမှာတူထိုင်းပြီးတော့စကားပြောရတယ်မရှိဘူးခင်လွန်းရင်ခင်လွန်းဒီကျွန်တော်ကိုကြည့်သည်သူ့ကြီးကြောင့်ကျွန်တော်ရှက်ရွံ့ရွံ့မဖြစ်သွားခြင်းသည်ကလတ်တက်တက်ပြက်တက်တက်ပြောသူကို ကြည်သောအကြည့်မျိုးဟုကျွန်တော်ခံစားရသည်ဆယ်ကျော်တက်တော်လိုမောင်ကနေခြင်းသေးတယ်ဆိုပါတော့ကျွန်တော်ရင်လိုက်သည် မောင်တို့အဲ့တယ်လို့နေဘူးကြလားမောင်ကတော့မမှတ်မိဘူးခနေမန်းသူတည်သည်ချစ်သူဆိုတာစိတ်ထဲကချစ်နေကြတာပဲမောင်တယောက်နဲ့တယောက်အသက်ရှူကြက်မတက်ဖတ်ထားပွေထားမှချစ်သူပြီးသားတည်းလားကက်လန်စကားထို့ပြင်အပြိုကြီးဘဝဝင်စားသူတွေပြောလီပြောထားရှိသောလေယူလေသိမ်းမျိုးခင်ရန်းဒီဆီယာမလီတန် ပေါက်နေသည်မှာအတော်ကြာပြီကျွန်တော်ဒီသူ့ချစ်သူလားတပည့်လား တခါတရံကွဲမှကွဲပြားပါစေစားဟုတန်တရားဝင်မိသည်အဲ့တလိုနေခြင်းပါတယ်လို့မောင်ကပြောလိုလားတယောက်နဲ့တယောက်တွေ့ရဆုံးရတာတော့တပတ်တခါတကြောင်းနဲ့နေပြီးတော့အချိန်စီးနဲ့တွေ့ဆုံနေချဲ့သူရဲ့သားဖြစ်လာတဲ့ခင်ရန်းတို့အိမ်ကိုမောင်ကမရောက်ဘူးခင်လွားလည်းမလာဘူးသူ့တပြင်းချသည်ခင်လွားကမင်းကလေးလီပဝင်းကျင်ဆိုတာကိုမောင်ကမစဉ်းစားတော့ဘူးလားဘဝအမျိုးမြေရသူကသာပင် ြောတာပြန်လေသည်ခင်လွဲ့ရဲ့မမီကိုရိပ်ဖန်းတံမဲလောက်တော့အတိပေးဖို့ကောင်းပြီပြောတော့ပြောထားပါလေမောင်ကတော်တော်မြင်မှုထားလားဟင်းအင်းမောင်မနာမဲကိုဖော်ပြီးတော့မပြောရသေးပါဘူးမမီကတော့မဟာသိပ်ပံနေတော့အောင်ဖြေလိုက်ပါအောင်နဲ့တမီးရဲ့တဲ့မိခင်ရဲ့ဆန္ဒကိုသာဖော်ပြသည် သူမြင့်တို့အရေးဆိုသည်ကိုဆက်မပြောထို့ကြောင့်အမှန် ခုချိန်မှာခင်လန်းဖွင့်ပြောထားသင့်ပြီလို့ထင်နေ။မောင်ဆိုရင်မြေဝဲအိမ်ဆောက်တာအစားအမေတို့အကုန်ပြောထားပြီးသား။ခတ်တာချွေးမလောင်ကိုဓာတ်ပုံးမဲ့မြည်ဘူးထားကြတာ။အိမ်အလှတန်းရှိလို့ခင်လန်းကိုဖိတ်ပြန်တော့မလောင်ဘူးလေ။အဲ့ဒီလိုမဟုတ်ပါဘူးမောင်ရင်။မောင်ကတော့ယောက်ျားလေးကိုပဝင်းကျင်မင်းငော်ရင်မောင်ချစ်သူတိတ်ခါကြမှာ။မောင်ချစ်သူတိတ်ခါမောင်တိတ်ခါပဲလေ။အဲ့ဒါကြောင့်တိုက်ဆေးတုတ်ပြီးတာ။ လိုက်ကြည့်ပါလို့ခေါ်တာခင်လွမ်းကမလိုက်ခဲ့တာလीချန်ပြင်ချန်နဲ့ကကြီးလဲရတာပဲကားတစီးတဲ့အတူစီ လူမနီယာသေးတဲ့တိုက်ထဲအတူဝင်အမြင်မသိတော့ဘူးလीလောကရင်စီးဆောင်ရတော့အရာတွေကခင်လွမ်းပြောကမှပို၍များများလာသည်ဟုအောက်မိသည်မောင်ဝစီးမဲ့ကမ်းမဲ့သူမှမဟုတ်တာမောင်ကိုယုံပြီးသားပါဘေးရမျက်လုံးတွေပါဇက်တွေကိုခင်လွမ်းပြောင်းကြည့်လို့ဘဲဖြစ်မလဲ လူပေါ်ဟာခင်းလွှမ်းရှင်းပြတော့မှာပဲအသက်ရှူစရာအောက်ဆီဂျင်တက်ကထိန်တလောက်မများမှန်သိရတော့တယ်။ဆောင်းထိန်နဲ့အမျိုးသမီးတယောက်နေနဲ့မောင်ဂုံယူတည်ပါတယ်။ကျွန်တော်တက်ပြင်းချလိုက်သည်။တယောက်ယောက်သည် electron ဆက်ရုပ်နှင့်တူနေသည်ဟုတွေးမိသည်။ခင်းလွှမ်းတော့ဖြစ်နိုင်သည်။ကျွန်တော်လည်းဖြစ်နိုင်သည်။ကြည်နူးတာတွေပျော်ရွှင်ချမ်းမြေတာတွေအဲ့ဓာတွေကိုမောင်တော့ကိုတီနားမလဲသေးဘူး။ မခံစားရသေးဘူးစကလုံးပဲစာလုံးပဲသူများတွေပြောတဲ့ကြလို့အိယောင်ကလိုက်ပြောတယ်ဝဟရာတွေပဲခင်လွန်းကျွန်တော်စိတ်ထဲတွင် အောင့်တသက်ဖြစ်လာတော့ကြောင်းပထမအဦးဆုံးပြောတော်စကားဖြစ်သည်မောင်ခင်လည်းစိတ်ခုနေသေးလားထုံထိုင်းလာတော့အမှန်ပဲဇဝေဇဝါတွေလည်းဖြစ်လာတယ်ဇဝေဇဝါဟူသောအတုံးနှုံကို သူရွဆော်သလို အတန်တိုးတိုးပြူသည် မျက်နာမကောင်းခြင်း ဖြူပွေးနုနယ်သောမျက်နှာသည်နီးတီးတီးဖြစ်လာသည်။တနခါဖြင့်ညက်နေသောနှစ်ဖူးသည်ပြေဖောင်းဖောင်းပါးနှစ်ဖက်တွင်အရေးတွန်လေးတွေပေါ်လာသည်။နတ်မောင်ဆူးရှာသောမျက်လုံးစုံသည်မှိုင်းငွေဝေဖြစ်လာသည်။ဘာကောဇဝေဇဝါဖြစ်တာလဲမောင်။ပွဲစည်းကိုလိုက်ပို့ပေးမယ်လို့ပြောတာနဲ့ကမန်ကနရေချိုးဖီးလဲ။ဝေကောင်းစားလာဝေပြီးတော့တဆောင်းဆောင်နေရတဲ့ခလေးနဲ့မောင်နဲ့ကအထူးတူးပဲ။ပြောရတဲ့သူပြင်းနိုးစင်နိုးစောင့်ကြည့်ရတာအမော။ မိုးဆုံဆုံသာချုပ်တယ်ပြောတဲ့သူကလိုက်ပို့မယ်လို့လက္ခဏာတစ်ချက်မပြသလိုပေါ့ဩဒါလည်းအချိန်နဲ့ပွဲစီလိုက်ပို့မှတီးစားပြီးသားပြီစိတ်စောတတ်လို့ရှောက်ပူးနေတာပါမဟုတ်ပြောသားပြီနှစ်နှစ်ဘာမှမလို့တော့ဘူးနှစ်နှစ်အတွင်းမောင်ကိုပိုင်ကားတစီပန်းရအောင်ကြိုးစားမယ်ဆိုတာဒါကြိုးစားထားနှစ်နှစ်ပြင်ခင်လွတ်အိမ်ကိုပြောမယ်မောင်တို့မိဘတွေလာနာဖောင်းရက်ရွေးမိင်္ဂလာဆောင်ပြီးပြီပဲလीအ ပဲကြီးတော့အခွန်နွားစားတာမှခက်သေးတယ်နော်။ဘာမှနားမမလဲတော့ပုံစံတွေကိုသူကဖြက်ကေဖြက်ကေတွက်ချက်အဖြစ်ထုတ်တော့ခါမှာဟုတ်နေပြန်သည်။ထိုးဆောင်ကျွန်တော်ရင်မောပြီးတော့ပြောလိုက်သည်။နှစ်ဖက်မိဘကိုကြိုတင်အတိပေးထားတော့ဘာဖြစ်မှလဲခင်လွန်း။စောသေးလို့ပါ။အော်ကောင်းပါလေကောင်းပါလေ။ငော့တဲ့နေ့သူရဲ့သည်။ကျွန်တော်လမ်းမောင်းကိုပိုက်ကလမ်းလျှောက်သည်။ လင်းကဆန်လန်းရှောက်လာပြီးမှရှင်းနောက်ဝဲရကိုထိတ်ထိတ်ပြပြကြည့်ကျွန်တော်လက်မောင်းကိုလှုပ်လိုက်သည်။ဘာဖြစ်လို့လဲခင်ဗျာ။ရှက်ကိုရှက်ကဲမျက်နှာကို အပြုံးဖြင့်ဖြုံးပြီး။သွားရင်းလိုက်တပည့်တွေနဲ့တိုးမှလမ်းမြေမှာကိုစိုးရင်သွားလို့ပါ။ကျွန်တော်တပြင်းသည်ဟင်းဟုပင်ရင်ကောင်းတံပြင်းမြည်လေသည်။တခဏမျှပေါ်လာသောကြည်နူးစိတ်သည်လွတ်ကျသွားတဲ့ကဲ့သို့ဖြစ်သွားသည်။တကဘာလုံးကမျက်လုံးတောက်ထောက ။နရွက်ရှိတုံပြီးကြီးစုနားဆွဲနေတဲ့ဘဝကိုဘယ်တော့မှရလိမ့်မယ်တော့မသိတော့ပါ။ကျွန်တော်စကားကြောင့်အဲဒါလိုလည်းမဟုတ်ပါဘူးမောင်ရ။အဲလိုပြောပြီးနောက်သူရဲ့ဒီစားတတိတွားတတိလားတတိချစ်တတိဆိုတာအခုမှမောင်သဘောပေါက်တော့တယ်။သူရဲ့တန်ဒီပန်းမျိုးထုံတော့ငွေစဲတဲ့တန်ဝင်းဝင်းအီးလက်မောင်းကလေးကိုကျွန်တော်မိထားလိုက်သည်။အောင်မေးရှိပြည့်ဖြိုးသော အသားရည်တို့တွင် အကျောစိမ့်လေးတွေပြေးနေသည်စားတရီဆိုတာခင်လွဲ့ကိုမောင်းကစောင်းပြောတာဖြစ်မေခါတိတ်တုတ်လာရင်နော်ဒါပေါ26နှစ်ဆိုတာအကျိုးပြိုးကြီးစင်ဝင်ပြီခါတုတ်တဲ့မင်းနှစ်ထပ်ဖြစ်မေပန်းနှစ်ဖက်ကဇပလောင်လိုနေမေပြီးရင်ဘဲဦးလိုခေါင်းချီလက်တက်တလို့ဖြစ်မေဒါပဲလေစေကျော်တန်လေးတွေအလှနဲ့မောင်းနှိုင်းပြီးတော့ပြောတာလား တတိတခြားတီးတန့်ခွဲကြပြီး ပြောတာပါခင်လွှဲရင်သူဒီကျွန်တော်လက်ဝါးကိုဆုပ်ထားသည်အင်းဟူကျွန်တော်တခုခုပြောရင်စကားစာသည်ဘာပြောလို့လဲမောင်ဒီလိုကြတော့လေစကြဝဠာအနန္တာရင်းမှာဒီနေ့စကြဝဠာဟာတည်ပြီးတော့နေပြောထိုင်ပြောရှိသားပဲလို့ပါကျွန်တော်လက်ခုံကိုမနာမကျင်အောင်ကြိုက်သည်အမေတို့စီမှာယူထားသောငွေရှိတောင်းကိုတနေ့တွင်ပြန်ပေးနိုင်ခဲ့သည် ဒေါ်တော်စီးပွားရေးအတိုက်ဝန်းနေကျွန်တော်ပင်ပန်းလှခြင်းပြီကိုအတွက်တထောင်နှစ်ထောင်ကျောင်းသူများရောင်းဝယ်ရင်းနှုတ်ဆက်ရသည်ဓာတ်စီဖို့လက်ဖက်ရည်ဖို့နှင့်အချိန်ပေးရသည်ညံထောက်ရသည်စာတင်ခန်းကြီးကြပ်ရည်မှုစာကြည့်လိုက်တော့တွင်နှိမ့်မြုပ်ထားရမယ်ကျွန်တော်သည်ပိုင်ရှင်ကိုစလေဌာနဆောင်စိတ်ကန်းတို့ကြားတွင်ပြားကဲ့သို့လူလာခောက်တော့ဒေါ်လာရန်လေခြင်းကက်ဆက်တီဗီဗီဒီယို လေးရဲဆက်ရေခဲတက်တာအိမ်ဆောင်ပစ္စည်းကားကြီးကားငယ်ရောင်းနေဝဲနေကြားတွေဈေးဒီမျက်နှာနဲ့လှုပ်ရှားခေရပြန်သည်ခင်လွန်းတော်တော်စိတ်ညစ်တယ်မောင်ရေခင်လွန်းမှခလေးမှမဟုတ်ပေမမီတို့ခင်လွန်းနားမလဲတော့ဘူးခင်လွန်းစိတ်ညစ်တော့ခါကျွန်တော်မှနေကြရမရှိ ခင်လွန်းရဲ့မိဘသည်ခင်လွန်းအပြုပေါ်ဝင်စားချိန်မှစ၍အင်တော်ရေးချောင်းကိုတခွန်းစာနှခွန်းစာစခဲ့သည် မိမိအိမ်တော်ဘက်ဒီပညာတတ်ပွဲရာဖြစ်ရမည်အိမ်တော်ပြုပြီးပါကတတိတခြားအိုပိုင်းအိမ်ပိုင်းညနေရမည်ဘဝတသက်သာစိတ်ချအောင်အခြေအနေတွေအသင့်ရှိရမည်ဟုသောစကားတွေပေါ်ဇာန်တွေဖြည့်ပြီးချိန်တွင်စုံစုံလင်းလင်းပြောပြသားဖြစ်နေသည်ဟုသိရသည်မောင်နှင့်ပတ်သက်လို့ခင်ရွှဲကဘလို့တင်ပြလိုက်လဲအခြေအနေဆုံးပါပဲစချစ်တဲ့ရနေမောင်စိုးစားခဲ့ရတဲ့အကုန်ပြောပြခဲ့တာပဲမောင် ခုဟာဘာရဲလို့မှတ်ချက်ချလို့လဲခင်လွန်းမပြောချင်ဘူးစိတ်ညစ်တော့အမှုရာကိုသာကျွန်တော်မြင်နေရပါသည်တမျိုးပါမန်းစာရွေသာကျွန်တော်တွေးတော်ရတော့သည် မောက်မှာညီမတယောက်ရှိတာအေးညီမစိတ်တက်ကတော့မှတက်နေတာအစခင်လွန်းပြောပြတာအင်းတင်းတင်းဖြစ်နေရလားခင်လွန်းအေးလို့လည်းမဟုတ်ဘူးသဘောကြည်မကြည်ဘာမှမပြောတာတော်တော်ကောဘာပြောလဲ ဖေဖေလိုပဲအင်းမလို့အဲမလို့နေသဘောထားကိုအကဲခတ်ရခတ်နေရဆိုပါတော့လေခင်လွမ်းကောင်းငိန်ကဟုတ်တယ်မောင်စိတ်ညစ်စရာစိတ်ပြက်စရာစိတ်ကုန်စရာစိတ်ပင်ပန်းစရာတွေကြီးပဲငွေအုံနောက်လူပင်ပန်းခိုင်းပြီးပိုင်ဆိုင်ခဲ့တယ်ကျွန်တော်ကားပေါ်ရင်ခင်လွမ်းမျက်နှာမရွှင်ပြပါစိတ်မညစ်ပါနဲ့ခင်လွမ်းရေမောင်ရှိသားပဲနွေရာသီကောင်းဆုံးချိန်အစတွင်တိုက်ခတ်လာတော့လေးပြည်သည် ။ကွင်းပြင်ကျက်စီးမှဝေကရောက်လာသည်။ခင်လွမ်းရင်စန်းစားတွေကိုလှုပ်သွားသည်။ဥရောပရေမွေနေမြေတင်းနဲ့သည်ခွဲမရအောင်ပြောင်းလဲရရှိလေသည်။ခင်လွမ်းအကောင်းဆုံးရေရှည်စီမံခန့်ချခဲ့တာပဲမောင်ရင်။ပြားလဲဆွဲတာရှင်းလဲလျှောက်တာဖြစ်အောင်။တဘောမတူရင်လည်းဘာကြောင့်ဆိုတာသိရရင်တော့ကောင်းမှာပေါ့။မတူဘူးလို့လည်းပြောတာမဟုတ်ဘူး။ပြောရင်ခင်လွမ်းမေးပြီးတော့ညှိနှိုင်းလို့ရတဲ့ချင်းနေပဲလေ။ မောင်ပမာအပြစ်ဆိုစရာဘာမှမရှိဘူးလေခင်လက်မမေကိုမေးတော့မေးမယ်ခနာဆိုင်တော်ထားအောင်မပေါ်ကျွန်တော်ခေါင်းငိမ့်သည်စစ်သူဘွားဟာမေတ္တာဆောင်ချုံလို့နှွေးနိုင်ပါတယ်ထောင်ကျော်ရန်တက်ကက်တုံးမေးခွန်းဆောင်ချုံပြီးမှ မအေးမှလည်းသိပါတယ်ခြေသူကိုရင်ခွင်ထဲမှာထားနေရရင်နေလို့ရပါတယ်တိုက်တာအင်ခြေထဲမှာဓမ္မရင်ထားရင်ပို့ပြီးတော့နေလို့ကောင်းမှလည်းသိပါတယ်သူလဲကျွန်တော် ခယူနာမျက်လုံးအစုံပြင်ကြည့်နေသည်ကျွန်တော်ပြောပြီးတွင်အဝေးစီသို့ငေးကအတန်ကြာသောအခါမှမောင်တို့ကိုခိုးပြမလိုက်ကျွန်တော်အပြုံသည်မပြီးသားဆီယာမနော်ကျောင်းသူမဟုတ်တော့ဘူးစကားပမာပြောတော်သူဤမျက်နှာမျိုးစိတ်ပြေလက်ပြောက်စကားသူရှာကြံပြောမှန်ကိုကျွန်တော်သိသည်အမေတို့လာနာဖောက်ရင်ရောအချင်းဆိုတာအကန့်အသတ်ရှိတယ်နော်ခင်လွယ် 2လ3လပါရေရရမရှိသေးတော့လေယူလေသိန်းဟုကျွန်တော်ကသိရှိခန်းစားလိုက်ရသည်စဉ်းစားဖြေရှာစရာပြဿနာဟု၍မေမေရရဖြစ်လာခြင်းတွင်တငယ်ချင်းတွေကကျွန်တော်ကိုဝေဖန်သည် ပိုင်ပိုင်နိုင်နိုင်မရှိဘူးဟု၍ပြောသူကပြောသည်အိမ်တော်ပြုဖို့အထီးကြီးမန်းထားတဲ့ကိုချစ်သူကိုဘယ်သူဘဝပါရင်လို့စစစစီးစီးကမကြင်ညာခဲ့တဲ့ခင်လန်ကိုမင်းတီးဖို့ကောင်းနေဟုဝေဖန်သူကဝေဖန်သည် တိဖို့ဟူသောစကားသည်တာပြေးလာသည်မယုံသင်္ကစိတ်များစွာမမျော်လင့်ထားသောအတိတ်ပင်ခင်ရွမ်းသည့်အချိန်တန်လျင်ရဲဝင်ပြက်သားခြင်းရှိမည်မဟုတ်ဟုသောဆွဲချက်တင်ရလဲကြသည် ခင်ရွမ်းကိုအထင်တကြီးမရှိုံကအမျှအပြစ်ဆိုသော နက်လေပါဝင်နေသည် ကျွန်တော်မိပါနေကျွန်တော်ထမင်းအတူစားရပြီခလာသည်ကလေးမလေးစီကဘာပြောလဲအမေကမေးသည သူစီစဉ်နေပါတယ်အမီဝိုးတော်အဖေပါအင်ကုန်တစ်ခေါက်လောက်ခေါ်လာပါအောင်ကွာအဖေတို့မြင်တော့မှမမြင်ဘူးသေးဘူးအဖေကလိုလိုလားလားနဲ့ဖိတ်ခေါ်သည်သူစောင်းမွဲဆောင်ရအဖေလွားချစ်ရနဲ့စာပေးစာယူလဲဝင်ပေးရနဲ့ပြီးတော့သူ့မဟာသိပ္ပံကျမ်းပြုကိစ္စအားလေးလက်တွေလုံနေရလို့ပါအဖေသူတင်ပြရမယ်ကရိယာခတ်တယ်တဲ့ဘာလဲဂလီရေလောက်တာနဲ့သတိပေးတဲ့အချက်ပေးစက်တဲ့ စလောက်တာနဲ့တတိပေးတယ်ပေါ့လေဟုတ်ကဲ့အဲအဖေဒီမတော်ရသေးတော့ချွေးမလောင်းဤတိတ်ပန်းဆိုင်ရာကရိယာကိုစိတ်ဝင်စားပုံရသည်အစအုံးနေမပြုတ်ခင် လူရီအန်နီရမကြခင်တတိပေးတော့ရှောင်ရှားနေတာပေါ့တန်ဖိုးရှိတယ်တန်ဖိုးရှိတယ်အဖေနဲ့စကားသာပြောနေရသည် အာယုံဒီသူနဲ့ကျွန်တော်ရှိရေးအပြေတိကြမတိရသေး၍ဖြစ်သည် တွေ့ဆုံရင်မဆက်တွေ့ ကျွန်တော်မသွားလျက်နေခဲ့သည်ကျွန်တော်ကိုတွေ့ရင်သူမစိတ်ထားเสียနေရပြောက်ွယ်သွားသူတကယ်တို့ရှိနေတော့သည်မျက်စိမျက်နှာမလှစကားမဟာတစ်ချက်ဟာတစ်ချက်သူကိုအားနာလို့သဖြင့်ဖုံးမေမဆက်တော့ပါဇံမျောကြီးဖြစ်မယ်နော်တငယ်ချင်းတယောက်ကတတိပေးသည် အပြူကြီးလူပြူကြီးဇာတာပါလာချပြီထင်ပါ रे ပတ်တတ်နိုင်မှုကွာရေမောပြီးတာကျွန်တော်ပြောเสียရှိသည် အမျိုးသမီးတငယ်ချင်းက ဖြူအမဲမေးပြလိုက်ပေါ့ငါရောစိတ်မရှိတော့ဘူးမခင်ကမြုံတုံတုံနင်းကရှောင်ပဲပဲကြောစင်းကပ်ပြီးတော့တိ ਉ ုံစုံနဲ့ပူးချီခံထားရတဲ့ခနန်းတစ်ကောင်ဖြစ်နေပြီဒါဆိုရင်မဝေးသေးဘူးဟူသာကျွန်တော်မှနောက်ပြောင်စရာကြံတော့သည်ခင်လိုက်ရင်မပြောချင်းပြောချင်းအစည်းပြေစကားတွေကို တလုံးစီကောင်းရင်ဆက်ဆက်နားလေရသည်ခင်လိုက်ဒီသူမိပါစကားတွေကိုကျွန်တော်မင်းနိုင်လုံးရည်သားအရေးများပြောသည်ဥစ္စာပြည့်သည်ဟူသည်မှာ မမြဲဟုခင်လွန်းကမိဘကပြောသည် အလောက်ကင်ဟူဒီမှာ ရောင်းရီဝဲတာမဟုတ် အရာရှိအရာကန်ဘဝတွင်အာမခံချက်ရှိသည်နောင်ရီကောင်းသည်လူမှုပဝင်းခြင်းအစစ်မြေကျယ်ဝန်းသည်ဂုံတိတ်ခါရှိသည်ဟုခင်လွန်း၏မိဘကပြောကြောင်းကိုသိရသည်ကျွန်တော်ခင်လွန်းအားနာနေမှန်သိသားသည်ခင်လွန်းဘာပြောရမလဲမောင်တိုက်တွန်းရန်ဘာတခုံးမှမသိဟုသဘောရသည်အချိန်တွင်ရှိပါသေးတယ် နီလန်ရှာကြံကြည့်သေးတာပေါ့ခင်လွှဲရေခင်လွှဲသည်စိတ်ပြတ်နေသောမျက်နှာနှင့်ရှိသည်ရာထူးတစ်ခုခုရှိမှာလို့စောစောအားပြော၏အစိုးရဝင်းနဲ့အလုပ်တစ်ခုခုဘောင်ဝင်လောက်ခဲ့ပြီးပြီပေါ့ကိုကြတော့အလုပ်သမားရှာဖွေရုံကပြားသွားတယ်လို့ဘယ်လာမိပါတော့မလဲဟုစိတ်ထဲကသာသူ့ကိုပြောပြမိသည်ခင်လွှဲရဲ့သဘောကိုမောင်သိချင်ပါတယ်ခင်လွှဲသည်အချိန်တော်ကြာသည်ထိငင်းငင်းငိုင်ငိုင်နဲ့ရှိနေသည် မောင်နဲ့အမြင်နဲ့အတူတူရှိနေပါရဲ့မောင်ရင်းကိုအေးတည်သောစကားပါအကိုရုဇလန်ကဘာပေါ်မှာအရှိဆုံးဇလန်ဖြစ်နေပြီအတူနေဖို့စောက်ထားတဲ့တိုက်ကလေးမှာရင်းညှိတော့မှတက်နေပြီအကိုရုမယူပြင်းအဲမယူပြင်းသိရင်လေအဲ့တိုက်ကိုညီမစေးကန်ဖွင့်ဖို့ခဏငှားချပေါ့ဟုညီမကပြောသည်ကျွန်တော်ဒီမိသူကားပဲပြောပြောဘာမှ ပြန်မပြောနိုင်အောင်သာရှိခဲ့သည်မောင်တော့ခင်းလွှမ်းကြောင့်သူများထိစရာဖြစ်ခဲ့ရပြီနော် ခင်ရွမ်းဒီစကားကိုသာပိုင်ဆိုင်တော့သူ ဖြစ်နေပြီလားမသိ။စောင့်တာပေါ်သူပြုံးသည်ကျွန်တော်ကြည့်၍ကောင်းပြုံးသောအပြုံးဟုနားလည်နေသည်။တားရင်အိမ်တော်ကြီးဆိုတာသူ့အချိန်နဲ့သူ့နော်ဟု အဖေတတိပေးဒီကိုကျွန်တော်မပြောပြဝင်။အမေတို့ကအိမ်တော်ချပေးစီခြင်းနဲ့ကွဲ။အမေကလည်းပြောပြန်သည်။လက်ထရည်ကိုပြည်ပုံးကချလိုက်ပါဟုခင်လွန်းစာရေးသည် သူစားကိုရပြီးဒီနောက်ကျွန်တော်သွားတွေ့ရင်စိတ်ကူးသေးသည်ခင်ရန်ကိုပရွက်တွင်းနဲ့တို့တွန်းပို့တဲ့ကဲ့သို့ဖြစ်မည်တရားကိုတရားမမြင်တွေ့ရခြင်းသည် အကောင်းဆုံးလမ်းဟုနာကြီးစွာနဲ့ယူဆခဲ့သည်ခင်ရန်ဆွေသည်၍ကျွန်တော်ကောင်းကျင်ခဲ့ရသည်စူးစားခဲ့ရသည်ဘဝခရီးတွင် သူမလိုက်ပါနိုင်တဲ့နဲ့ဖွဲ့စကားနေစရာစကားအဆောင်ယုံစကားတွေပြောခဲ့သည်ပြောသမျှအလုံးစုံကိုရအောင်ကျွန်တော်ကြိုးပမ်းခဲ့သည် ပင်မဆင်းရဲ့ကြီးစွာနဲ့အရင်နေပြုတ်ခဲ့ရသည်မကြွေးပြေသောထမင်းဟင်းကို စားတောက်ပိုင်းရင်ခေါ်သည်မှလည်းပြေတနာမရှိထမင်းစားရလာသောအခါတွင်နိုင်မြင့်မြန်စီကရတနာကိုပါအခင်းကျင်းဖြင့်လာရမည်ဟု သူဆိုသည့်အတိုင်းကျွန်တော်အားထုတ်ခဲ့ရသည်ထို့သောအားလုံးမှာအချင်းသည်စားတဆောင်ကျွန်တော်ရေးပို့ခဲ့သည်ရပါတယ်လေခင်လွားရဲ့ဇကားတွေမှာကိုနှစ်ရွယ်တက်ခါခဲ့မိရာကိုဘာနဲ့တူလဲဆိုတော့ ခင်လွှဲရဲ့ကြောက်ပြင်ကိုရွက်ပြီးဖူးစာစုံလို့စောင့်ခဲ့ရတဲ့ပုံပါပဲ။မောင်ခွေးမလိုဘူးခင်လွှဲ။ဇနီးဈေးသွားဈေးပြန်နေသားသမီးចောင်းသွားចောင်းပြန်အတွက်ကျွန်တော်ကားကအသုံးဝင်နေသည်။လေးလုံးမိုးလုံးအဆောက်အုံတွေကျွန်တော်နဲ့ဇနီးသားသမီးတွေအေးချမ်းစွာနေရသည်။ငါတို့ဖေကတက္ကသိုလ်မှာဘွေးရတာဟူ၍ဗပီတပီကြွားတော်သမီးငယ်ကြီးခုံယူတော်အတန်ကျွန်တော်ဒီလွန်ခဲ့တော်၄၅၀နှစ်ကို ဖြတ်ကနေတတိယသည်ခင်လွန်းရင်ကတိကအခန်းကျွန်တော်မဝင်ဝင်အပြိုကြီးဒေါ်ခင်လွန်းသည်ကျွန်တော်သမီးကိုတူမအရင်ကဲ့သို့ခင်မခင်မမိလာမပြောတတ်တတိယအဖြစ်တော့ခြေဆုရှိကြောင်းကျွန်တော်ပြောချင်သည်မှာအတော်ကြာပြီ